လုံးပဲမင်္ဂလာပါအခုအိတ်ကိုခြေတီးတက်တာလေးပြမယ်ခြေတီးကိုအမဟိုဘက်တစ်လုံးအိတ်ကဟိုဘက်တစ်လုံးဒီဘက်တစ်လုံးနှလုံးတက်သွားမယ်နော်ဟိုဒီမှာတစ်လုံးတက်ထားပြီးပြီခြေတီးတက်နည်းကိုပြမယ်နော်အခုဒီမှာတက်လိုက်ခြေတီးလေးကိုတက်သွားမယ်ဟိုဘက်အဆုံမှာတစ်လုံးဒီဘက်အဆုံမှာတစ်လုံးခြေတီးတက်တဲ့ခါကျလို့ရှိရင်ခြေတီးကို အိတ်အဖုံးရဲ့ထိတ်ကြကြလေးတက်ပါအောက်ကိုနှိပ်ပြီးမတက်နဲ့အဲ့ဒီအိတ်မလှအောင်အဖုံးပိတ်လိုက်တဲ့ခါကျရင် ထိတ်ကလန်းနေတက်တယ်ကိုကဒီထိတ်ကြကြယူထားတဲ့ခါကျရင်ခြေတီး ပိတ်လိုက်သွားအောက်ကိုအိတ်ကကက်ကက်လေးဖြစ်ပြီးလှနေလိုက်မယ်နော်ခြေသီးကိုထိတ်ကြကြလေးတက်မယ်ခြေသီးတက်ဖို့အတွက်ကိုအခုဒီမှာတာလိုက်ခြေသီးကိုသုံးရမယ်တာလိုက်ခြေသီးရရိုးရိုးခြေသီးရှိတယ်ချုပ်တဲ့ခြေသီးရှိတယ်နော်ရိုးရိုးဖောက်တဲ့ဟာရှိတယ်ချုပ်တဲ့ဟာဒါချုပ်တဲ့ဟာချုပ်ဖို့ဒီမှာအပေါက်ကလေးတွေနော်ဒါအပေါက်ကလေးတွေချုပ်ဖို့အပေါက်ကလေးတွေပါတယ်ဒါကိုချုပ်ဖို့အတွက်ကို ဟိုဒီမှာချုပ်ထားတယ်လက်ချုပ်အချီလေးနဲ့ပဲအိမ်သုံးလက်ချုပ်အချီလေးနဲ့ပဲချုပ်လို့ရတယ်နော်ချုပ်လည်းရတယ်အခုကတော့အမကဒီမွေးဝချီနဲ့ပဲချုပ်သွားပါမယ်မွေးဝချီနဲ့ချုပ်တဲ့ခါကျလို့ရှိရင်ခုနတော့ကမွေးဝချီကိုထိုးနေတဲ့အက်ကဒီအက်နော်ဒီအက်ကိုအခုချုပ်မယ်ဆိုတော့ဒီအပေါက်သေးကိုဒီအက်နှစ်ဖာမဝင်ဘူးဒီအက်ဆိုင်ကမဝင်ဘူးအဲ့ဒါကြောင့်မို့လို့အက်ကိုအချောင်းသေးတာလေးတုံးလိုက်မယ် ဒီအနဖားတဲ့ဒီအပေါက်ကလေးတဲ့ဝင်ဖို့ပဲအဓိကနော်ဝင်နေထည့်လို့ရတယ်ဆိုမှသာချုပ်လို့ရမှာလေနော်အအသေးကိုပြောင်းသုံးလိုက်ပါတယ်အသေးဝါတာဖြစ်တဲ့အတွက်အနဖားလေးရလည်းသေးဝါတယ်ထည့်တဲ့အခါဒီချီရအကြီးဆိုထည့်ရတာတိတ်မလွယ်ဘူးအားကြောင့်ဒီမှာထိတ်ကိုချီရထိတ်ကိုကော်လေးတိုးလိုက်တယ် ကော်ဘူးကော်လေးတို့ပြီးတော့မှလက်နဲ့ဖိပြီးပြားလိုက်အဆွေတွေဒီလိုပြပြားကြီးဖြစ်သွားတဲ့ခါကျမှထဲတဲ့ခါကျရင်ထဲလို့လွယ်တယ်နော်ထဲပြီးွားပြီဆိုရင်ထိုးတော့မှဆိုရင်လည်းဒီကော်တုတ်ထားလို့မာတောက်နေတဲ့ဒီချီကိုညှက်ပလိုက်အဲ့ဒါိုင်းနဲ့မထိုးနဲ့ထိုးလို့မကောင်းအဲ့ဒါိုင်းနဲ့ဆိုလို့ရှိရင်အိတ်တွေမလှပဲနေမယ်အဆလို့ရှိရင်ရပြီကြည်တိတက်တဲ့ခါကျရင်ဒီဘူတီလေးပါတဲ့ဟာကြည်တိအဖိုးလို့ခေါ်တယ်ဒါကြည်တိအမ နော်အဖိုးအပေါ်ဘက်မှာပဲတက်ရတယ်အဲ့ရဲ့အပေါ်ဘက်အဖုံးဘက်မှာပဲတက်ရတယ်နော်အဲ့ဒါလေးကိုမှတ်ထားပါမကြည့်သေးအဖိုးကိုအရင်တက်မယ်ဒီဘက်အစုံမှာတန်းလုံးတက်လိုက်ပြီဒီဘက်အစုံမှာတစ်ခုထပ်ပြီးလာတက်မယ်ဟုတ်ပဲဆုံးနဲ့ဒီဘက်ဆုံးဒီလိုမျိုးအောက်ဘက်ကြီး လာမတက်နဲ့เนาะမလှဘူးထိတ်ကြကြအိတ်ကဲထိတ်ဘက်ကလေးကိုကပ်ပြီးတော့တက်သွားမယ်เนาะအပောက်ကလေးတွေကိုเนาะထိုးထဲလိုက်တယ် အင်းကြည်တီးတွေလက်ချုပ်လိုက်တာနဲ့တူတူပဲနော်ဒီမှာကျတော့မွေးပွားချီနဲ့တုံသွားတာပဲကွာတာအားလုံးတူတူပဲဒီကျိုးစာနေခနိုင်လိုပဲထိုးရင်အစားဖြောက်သွားမှာသူအပီအပေါက်ထဲထိုးထည့်လိုက်ပြီးဒီမှာအပေါက်ကလေးရဲ့အပြင်ဘက်ကနေပြန်လာထိုးပြီးတော့ဆင်းသွားမယ်ဒါမှသာကြည်တီးတွေတုတ်သွားမှာအပေါက်ကအတွင်းထဲဝင်နေအပေါက်ကအပြင်နေအိုး င်ပြန်မယ်နော်နော်အပေါရဲ့အတွင်းထဲနေတက်လာမယ်ချီယိုအခုဒီမှာအိတ်ကအပြင်ဘက်မှာထားခဲ့တယ်ရတယ်ဒါမှမဟုတ်လို့ရှိရင်အပေါ်နေစားထိုးမယ်ဆိုရင်အိတ်ကအတွင်းထဲမှာကျန်ခဲ့တယ်ကျိုက်တဲ့ဘက်မှာထားပြီးထိုးလို့ရတယ်เนาะဒီခြေကလေမွေးဘွားခြေကအားကြအရန်ထိုးရလွယ်တယ်အမွေးတွေနဲ့ပဲဆိုတော့ဖုံးနေတော့ အဲကိုမျက်စိရှိမှရှိနေတာတော့ပိုအဆင်ပြေတဲ့အားကြောင့်အဲ့ရဲ့အတွင်းမှာပဲထားလိုက်ပြီးကြေသီးကိုတုံမယ်ကြေသီးပေါ့ရဲ့အတွင်းအနေဝင်သွားတယ်အခုအပြင်အနေပြန်တက်လာမယ်ပြီးဒီအပေါက်မှာပဲနောက်တစ်ကြေပြန်တုံမယ်ဒီလိုအပေါက်ကလေးတည်းဝင်တာနော်နောက်တစ်ချက်ကျတော့အပေါက်ကအပြင်အနေထိုးတာအပြင်အတစ်ချက်ထိုးတယ်အတွင်းအတစ်ချက်ထိုးတယ်ဒါမှသာခြေလေးကိုတုပ်ပြီးသားဖြစ်သွားမှလည်းနော်ဒီတစ်ပေါက်ထဲမှာပဲနှစ်ခါထိုးရမယ်နော်ခိုင်ဝါလို့နော် နှာခါထုတ်ပြီးသွားရင်ခုဒီမှာခြေအစလေးဒီအစအောင် နောက်တစ်ပေါက်နောက်မှကတ်ပြီးတော့လာထားအဲ့တော့ထိုးရင်းထဲမှာတုတ်ပြီးသားဖြစ်သွားအောင်နေမယ်နော်တခါလေး ေတီလေးရဲ့အပေါက်ထဲကနေတက်လာတယ်။ဒီကျေတီပေါက်ရဲ့အပြင်ဘက်ကနေပြန်ဆင်းမယ်ပြန်တုပ်လိုက်မယ်။နောက်ဆင်းရပြီ။ပြီးနောက်တစ်ချက်ထပ်တုပ်မယ်။တပေါက်ကိုနှစ်ခါစီသွားခိုင်ဝါအောင်လို့နော်။ ခြေသီးတက်ရင်လည်းခြေသီးတွေဒီလိုစောင်းသွားတာပိုင်းမဖြစ်စေနဲ့နော်တက်အောင်တက်မနော်ခြေသီးတက်တက်ခါကြအပြင်ဒါနှစ်ပောက်ပြီးသွားပြီအောက်မှာနောက်ထပ်နှစ်ပောက်ကျန်သေးတယ်နှစ်ပောက်လည်းအဲ့လိုပဲထပ်ပြီးချုပ်အောင်မယ်အပောက်ရဲ့အတွင်းထဲတက်လာမယ်အပောက်ရဲ့အပြင်ဘက်ကနေပြင်ဆင်မယ်

ဒီလိုဟိုဒီပို့ပြီးတော့ပူလာလေးဖြတ်ပလိုက်ကြည်တီပြီးသွားပြီအဲကြည်တီအဖို့တက်လို့ပြီးသွားတာကြည်တီအမတ်တက်အောင်မတချင်မတက်သေးတယ်နောက်တချင်ထက်တက်အောင်မနော်နောက်တချင်တက်တာပြမယ်ငါတချင်ပြီးသွားပြီနောက်ထပ်တချင်ဘယ်လိုတက်မလဲဆိုရင်အခုဒီကြည်တီအမောင်းဒီမှာလာပြီးတော့ထားလိုက်နော်ဒီလိုထားပြီးသွားရင်အခုဒီမှာဒီလိုလာချိန်မယ်ဥဆုံးတလုံးစားတတ်တဲ့ရလေဒီလိုမျိုးလေးအဖုံးဝညီပါစေနော် အဖုံးကဒီလိုအစွန်းနေထွက်မနေရဘူးဒီလိုမျိုးလေဘေးကိုတချို့တွေကမညီတာမျိုးနည်းနည်းလေးအစွန်းထွက်တော့ရရှိအဲ့လိုမဖြစ်ရဘူးညီနေရမှာနော်အဖုံးရဲ့ဒီဘက်နဲ့ဒီနေရာလေးတွေသူညီညီအောင်ထိချိန်ယူတော့မှတတ်တချမ်းညီသွားပြီဆိုလို့ရှိရင်နောက်တချမ်းအခြေရပုံလွယ်ပါတယ်ဘူဒီဘက်ပြီးသွားရင်နောက်တချမ်းနဲ့အဲ့လိုပဲအခုဒီမှာအမတော်အပေါ်မှာကျက်သည်အဖိုးတတ်ထားပြီးသားအမတော်မတတ်သေးဘူးအခုဒီလိုလာကတ်လိုက်ကတ်ပြီးမတတ်သေးတဲ့ကျက်သည်အမအော မတက်တက်ပြီးမတက်သေးသေးဒီအမအောင်ဒီလိုမျိုးခွာခဲ့လိုက်လက်နဲ့ဖိတာနော်ခွာလိုက်ဟိုဘက်မှလည်းခွာအဲ့ဆိုရပြီဒါဆိုနေရချိန်လိုက်ပြီးအပေါ်ကနဲ့ချိန်ပြီးໄວဆိုဒီဟာခုနချုပ်တလို့ပဲလိုက်ပြီးတော့ချုပ်သွားပါချုပ်ပြီးໄວဆိုဒါခြေသေးအဖို့အမအောင်တက်လို့ပြီးသွားပြီနော်နှစ်ပတ်ခုစနှစ်ခုစလုံးချုပ်ပြီးပြပြပေးပါနော်